။မှတ်ချောင်းရဲ့ဖျက်ဆားတာခံရပြီး online ကြောင့်ရှုံးလာလို့ဆင်ခြင်ပေးလို့မရတော့တဲ့ဂိမ်းမှုများပရိသတ်များလုံးမမေ့လားများရွှေရိုအမတ်ခွန်ရှိကော online အချင်းကနေပြန်လဲကြိုးလိုက်ပါရင်ရေးဆက်ချလို့ပြပါပြီအလိုတော်ကြီးလဲအောင်ပါပြီခြေစွမ်းကတိမ်မထူးတဲ့ဂိမ်းမှုတို့ဟာမှတ်ချောင်းရဲ့ဖျက်ဆားတာကိုခံရပြီး41နဲ့စိုးသွမ်းခြင်းကိုခံလိုက်ရပြီဖြစ်ပါရင်ဒီခြေစွမ်းနဲ့ယောဘာလီဖလားကိုသွားမှန်းနေလို့လည်းမရတော့တာကြောင့်ဂိတ်ဖန်တွေလာမဲ့လိုင်အိုနယ်ပွဲလဲဆော့ဆော့အေးလိုက်တာကအေးအေးဝနေအောင်ပါပါ ။ဒီအချိန်မှာအခြေအနေမကောင်းတော့ဘေးရင်ပြောင်းမေးနေရပြီးတန်းဆင်းဆုံတာတဝဲလဲလဲဖြစ်နေတဲ့ဂိမ်မှုတို့ဟာဘာရင်မားလို့မားနေမှမသိအောင်ကိုအဖက်ဖက်ကနေမားနေတာပဲဖြစ်ပါရင်နေပြမကောင်းမှုထင်လို့နေပြလဲတယ်ဒုံရင်ကဒုံရင်ကစားမတွေမကောင်းမှုထင်လို့ကစားမတွေအများကြီးဝယ်ထားလဲဒုံရင်ကဒုံရင်နဲ့ဘယ်နေရာမှာမှမတိုးတက်လာတော့ပါဩနာနာကြောင့်ရှုံးဝဲနေဆက်နေလို့ဩနာနာမပါရင်ပိုကောင်းမလားတွေးခဲ့ကြပါမယ်လက်တွေ့မှာတော့ဂိုးပြက်တောင်ရှုံးသွားခဲ့ပါသေးတယ်အမော်ရီလက်ထက်ဩနာနာဖန်းတဲ့ပွဲနေမှာလေးကုန်ပေးရပါမယ်ဩနာနာမဖန်းတဲ့ပွဲမှာလေးကုန်အထိပေးရတယ်ဆိုတော့ဂိမ်းဖန်တွေလည်းစင်ကြီးပေးကြတော့မကျန်တော့ဘူးဖြစ်ပါရင် ။ဇာမရီမားလိုက်တာဆိုဒီမှာလင်းတခါတည်းမှာခိုးသား900နဲ့ဆိုလိုဖြစ်နေပြီးမားချက်မားချက်ဆိုတာမြင်တော့မကောင်းပါဘူး။ခြေစွမ်းကရေထန်းခိုင်းရင်တော့ရေပုံးတနာပါဖြစ်ပြီးတူတူတန်တန်ကိုမရှိတာပါ။ခြေစွမ်းကဂရေတန်တန်တန်ဖို့နေတဲ့သောပိဒါချင်းနဲ့ရောင်းစားရင်တော့တပြားမှတန်မှာမဟုတ်ပါဘူး။ ဆရာကြီးအမော်ရင်ရောက်လာမှာကျမတို့ရွာလေးပြပြေးသွားတာဖြစ်ပြီးအနိုင်ဆိုတာဂျိုနယ်လာဖြစ်နေတာလည်းတော်တော်ကြာခဲ့ပြီဖြစ်ပါတယ်အမော်ရင်ကိုရောက်ခါအစားကဖာဂူဆန်လက်တစ်တို့မော်ရင်ဟိုလက်တစ်တို့ဆိုပြီးညွှန်းဆိုထားသမျှအခုဆိုရင်တော့အမော်ရင်ဆိုရင်အတော်ချင်းဖြစ်နေကြပြီလည်းဖြစ်ပါတယ်ပွဲထက်လို့ဆင်းမှာကင်ဘူးတို့ဟာတိုက်စစ်မှာဇက်စီကိုထောင်းတင်ကစားလာခဲ့ပြီးတောင်ပိုင်းတစ်ဖက်မှာတော့စစ်တီလေးသေးတဲ့အာချင်းဖိုးချစ်တို့ကိုထားကစားခဲ့တာပါကွင်းလယ်မှာအာမက်အရင်စင်ဒိုကူဒါလာတို့ရှိနေခဲ့ပြီးခန်းဆင်းမှာတော့ရိုးရိုး လင်းနေတော့မာဆာရာဝီနဲ့ဂိုလမဘာရင်ဒါတို့ကိုတုံးဆွက်လာခဲ့တာဖြစ်ပါတယ်။ရဲလိုက်ကြီးတို့ကလည်းအီဆက်တွန်နယ်လီဂျော်လင်တန်ဂူမာရီအစားရှိတဲ့အဓိကကစားသမားများစွာကိုပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ပွဲဆောင်ကကချွဲထောင်တိုင်းစစ်စင်တွေကတော့ရဲလိုက်ကြီးတို့ဖြစ်ပြီးအချင်းလေးဂိမ်မှုတို့ခင်ဗျာဟုတ်တီပတ်တီတော်မတုတ်ပြန်နိုင်ခဲ့ပါဘူး။ပွဲဆောင်ရင်စက်တမ်ဘာလမှာဘရူနိုရဲ့ဆက်စီတွေအလှပတဲ့တွဲလုံးကနေဂိုးပေါ့ချင်းချောင်းမှုလုံးနိုင်ခဲ့တာလေးပဲရှိပါတယ်။ရဲလိုက်ကြီးတို့ကပဲဂိုးပေါ့ချင်းချင်းချောင်းနိုင်ခဲ့ပြီးဒီပုံစံတိုင်းသာဆိုရင်ရှယ်တီးခံရတော့မယ်ဆိုတာသိသာနေခဲ့တာဖြစ်ပါတယ်။ တကယ်လည်းပွဲကစားချိန်23မိနစ်မှာရဲတိုက်ကြီးတို့ကိုဥဆောင်ကိုပေးလိုက်ရပြီတွန်နာလီရဲ့ကန်ချက်ကိုဘရင်ဒီယာမက်တယ်ရဲ့ကြည့်နေကြတာဖြစ်ပါရင်ပွဲစားချိန်28မိနစ်မှာလည်းတွန်နာလီရဲ့အဝေးကန်ချက်တော်တော်လေးကိုကောင်းခဲ့ပြီးဂိုးဝေးကကတ်ထွက်ခဲ့တာကနှမျောစရာပါရဲတိုက်ကြီးတို့ဟာဇနိုက်ကိုတိုက်စစ်ဆင်နေကြတာဖြစ်ပြီးတိုက်ဂိမ်းဘူးတို့ကပဲကန်စစ်ကစားနေရတာဖြစ်ပါရင် ဒေတာကြီးကိုယ်တော်မအနေနဲ့ခြံတော်ကိုင်းနေတော့ပါတယ်တပွဲလုံးပိတ်ကစားနေတဲ့ဂိမ်းမှုတော့ရောင်ရမ်းပြီးခြေပါကိုရသွားခဲ့ပါတယ်ရဲတဲ့ကစားသမားတွေမကိုးလောက်ဘူးထင်ပြီးလွှတ်ထားပေးမှုကနေကာနာချိုကကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်ပရာဝိမှာတော့တင်ချနေခဲ့ပြီးဒုတိယပိုင်းမှာတော့ပွဲကပြတ်သွားခဲ့ပါတယ်ပွဲစားရင်48မိနစ်မှာလီဗရာမန်တိုကဒါလော့ကိုကြောင်းပြန်ပို့ပြီးဖျက်ချိုးပေးခဲ့တာပါအဲဒီနောက်ဘာဖီရဲ့အလိုက်အသင့်ချပေးမှုကိုဘန်နက်ကပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်ကေကစားသမားတွေဘာဖြစ်လို့ဖြစ်သွားမလဲတော့မသိလိုက်ဘူးဖြစ်ပါတယ်ပွဲစားရင်63မိနစ်မှာဂိမ်းမှုတော့တတိယမြောက်ကိုပေးလိုက်ရပြန်ပြီးမာဆာရီရဲ့ချော်လဲမှုကနေဘာနက်ကဆွဲပြေးယူကန်သွင်းခဲ့တာဖြစ်ပါတယ်ပွဲစားရင် က်6မိနစ်မှာငယ်ရိုက်ဂျီရိုအပိတ်ကိုရခဲ့ပြီးဂိုဒမပရင်ဒီယာရဲ့ရောက်ပါချက်အတိုင်းမှုကနေကူမာရီကကန်သွင်းခဲ့တာဖြစ်ပါတယ်ဂေမူရီရဲ့ရှုံးကတော့ကစားမရီအမအကြောင်းရှုံးတာမျိုးဖြစ်ပြီးဘလုံးမအဖက်မစင်နိုင်ခဲ့ဘူးဖြစ်ပါတယ်ဟုတ်ကဲ့ပါများ view လေးကတော့လောက်ပါမယ်နောက်နေ့မှာလည်းအခါစားတဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချော်လိုက်ရပါတယ်ခင်ဗျာ